အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အော်တိုဘားလာတရက်နေ့အတွက်မိုးလေဝသခံမှန်းချက်တွေနဲ့နောက်ဆုံးရမုန်တိုင်းသတင်းများကိုသတိထားရအောင်တင်ဆက်ပေးသွားပါမယ်ပထမဦးစွာအရှိနောက်ပင်လယ်ပြင်များမှာယခုတစ်ပတ်တွင်ဖြစ်ပေါ်နိုင်တဲ့ထူးခြားသောမိုးလေဝသအခြေအနေများကိုတင်ပြပေးပါမယ်တောင်တရုတ်ပင်လယ်မှမုန်တိုင်းများတိုင်ဖုန်မုန်တိုင်းဘူအားလိုက်မုန်တိုင်းအကျွမ်းကြံများဟာလာအိုနိုင်ငံနဲ့ထိုင်းနိုင်ငံမြောက်ပိုင်းတို့မှမြန်မာနိုင်ငံအရှေ့ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့သို့စက်တင်ဘာလ29ရက်နေ့မှစတင်ပြီးဝင်ရောက်လျက်ရှိပါသည်။စက်တင်ဘာလ30ရက်နေ့မှဘင်္ဂလားပင်လယ်အော်အနောက်လယ်ပိုင်းမှာဖြစ်ပေါ်လာတဲ့လေဖိအားနဲ့ရေမွန်အရှိန်နဲ့ပေါင်းပြီးပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊နေပြည်တော်မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်တွေအထိမိုးတိမ်များဆက်လက်ရွေးချယ်ကာစက်တင်ဘာလ30ရက်နေ့ညမှစတင်ပြီးကချင်ပြည်နယ်မှာမိုးများလာနိုင်ပါသည်။အော်တိုဘာလ1ရက်နေ့မှာဘင်္ဂလားပင်လယ်အော်မှလေဖိအားနဲ့ရေမွန်ဟာပုံမှုအားကောင်းလာနိုင်ပြီး အားကောင်းသောလေဖိအားနဲ့ရံဝန်အဖြစ်ရောက်ရှိလာနိုင်ပါတယ်။လေဖိအားနဲ့ရံဝန်ရဲ့အရှိန်ကြောင့်မြန်မာနိုင်ငံအနှံ့ပြားနေရာစိတ်စိတ်မိုးရွာသွန်းနိုင်ကတနင်္သာရီတိုင်းဒေသကြီးမြောက်ပိုင်းဒေသများမွန်ပြည်နယ်၊ပင်ရင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီးအရှိန်နဲ့အနောက်ခြမ်းမန္တလေးတိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးနဲ့ထိစပ်နေတဲ့ရှမ်းပြည်နယ်တောင်ပိုင်းဒေသများစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနဲ့ကချင်ပြည်နယ်ချို့မှာနေရာကွက်ကြားမိုးများနိုင်ပါတယ်။အော်တိုဘားလ၃ရက်နေ့မှာဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာအပူပိုင်းမုန်တိုင်းဖြစ်ရောက်ရှိလာနိုင်တဲ့မုန်တိုင်းနောက်တစ်လုံးက ဖိလစ်ပိုင်နိုင်ငံကိုဖျက်ချော်တိုက်ခိုက်ပြီးအော်တိုဘာလ၄ရက်နေ့မှာတောင်တရုတ်ပင်လယ်တွင်ဝင်ရောက်လာနိုင်ပါမယ်။အော်တိုဘာလ၅ရက်နေ့မှာတောင်တရုတ်ပင်လယ်တွင် အားကောင်းတဲ့ပူပိုင်းမုန်တိုင်းဖြစ်လာပြီးအနောက်ဘက်ဗီယက်နမ်နိုင်ငံဘက်သို့ဆက်လက်ရွေ့ရှားနိုင်ကြောင်း ECMWF GFS စတဲ့တင်ချပုံစံပြုမော်ဒယ်များမှကြိုတင်ခန့်မှန်းချက်များရှိနေပြီးမုန်တိုင်းအကျဉ်းချံတွေကမြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေကိုအော်တိုဘာလ9ရက်နေ့မှာဝင်ရောက်လာနိုင်ပြီးမြန်မာနိုင်ငံတွင်မိုးများနိုင်တဲ့ဒေသတွေရှိလာနိုင်ဦးမှာဖြစ်ပါတယ်။ Glofast Reporting Point နေမှာစက်တင်ဘာလ29ရက်နေ့မှာရရှိတဲ့အချက်လက်များအရအော်တိုဘာလအလယ်ပိုင်းမှာလာအိုဗီယက်နမ်နဲ့ထိုင်းနိုင်ငံအတွင်းမှာရေကြီးနိုင်ခြင်းအတွက်သတိပေး level များမြင့်တက်နေပြီးမြန်မာနိုင်ငံဘက်မှာတန်လွင်မြဝမ်းအတွင်းပါဝင်တဲ့ရှမ်းပြည်နယ်အပါအဝင်တနိုင်ငံလုံးမှာရေကြီးနိုင်တဲ့သတိပေးချက်များညော့ကျလာနိုင်တာကိုတွေ့ရပါတယ်ဆက်လက်ပြီးဘကိုးတိုင်းဒေသကြီးတွင်နေ့စဉ်ပြန်းပြားနဲ့ စက်တင်ဘာလ30ရက်မှအောက်တိုဘာလ6ရက်အထိ9ရက်အတွင်းရွာသွန်းရရှိနိုင်တဲ့မိုးရေတင်များကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းဒေသကြီးတစ်ခုလုံးမှာယခုတစ်ပတ်အတွင်းမိုးအထင်အတင်ရွာသွန်းနိုင်ပြီးနေရာကွက်ကြားမိုးများနိုင်ပါမယ်။ပဲခူးတိုင်းဒေသကြီးအရှေ့ချမ်းကပဲခူးဒိုက်ဦး၊ရွှေကျင်ကြောက်ကြီး၊ညောင်လေးပင် တောင်ကူတက္ကလာစတဲ့မြို့နယ်ခရိုင်တွေမှာ9ရက်အတွင်းမိုးရေချိန်9လက်မှခန့်အထိရွာသွန်းနိုင်ပါတယ်။ပဲခူးတိုင်းဒေသကြီးအနောက်ချမ်းမှာပြည်ကျို့ပင်ကောက်မင်းလှလက်ပတန်း တာယာဝတီစတဲ့မြို့နယ်ခရိုင်တွေမှာ9ရက်အတွင်းမိုးရေချိန်9လက်မှခန့်မိုးအထင်အထင်ရွာနိုင်ပါမယ်။တဘာဝဘေးရနေရဖြစ်နိုင်ခြင်းများကတော့မိုးထစ်ချုံရွာသွန်းပြီးလျက်စီးမိုးကြိုးအန္တရာယ်ရှိနိုင်တဲ့အတွက်မိုးထစ်ချုံခြင်းများဖြစ်ပေါ်ရင်အချိန်မီခိုလုံရန်အတွက်နေရာရှာဖို့နဲ့တစ်ပင်များအောက်မှာမိုးခိုခြင်းကအန္တရာယ်ရှိကြောင်းသတိပြုဖို့လိုအပ်ပါမယ်။ အကိုညောင်လေးပင် တောင်ကိုကြောက်ကြီးရွှေကျင်မြို့နယ်ခရိုင်များမှာရှိတဲ့အနေမိုင်းလူနေရပ်ကွက်များနဲ့ကြေးရွာများမှာရေကြီးနိုင်ပါတယ်။တောင်ကိုကြောက်ကြီးရွှေကျင်ဒေသများနဲ့ပဲခူးယုံမတောင်ကျောအနီးနေထိုင်သူများတောင်ပြိုမြေပြိုနိုင်မဲ့အနေရကိုသတိပြုရပါမယ်။မိုးများတဲ့အတွက်အချိန်တို့အတွင်းမြေကြီးမြင့်တက်ပြီးရေကြီးနိုင်တဲ့ပဲခူးမြေစစ်တောင်းမြေမြေဝန်းဒေသများပန်းလိုက်မြေထပ်ပိုင်းမှာမြို့ရွာများမှာရေနုံများများပိတ်ဆို့မနေစေရန်သတိပြုရပါမယ်။ ်ပဲခူးတိုင်းဒေသကြီးတွင်မိုးကောင်းပြီးမြေစီလာဆူတိုင်းစာကောင်းစွာရရှိနိုင်မည်ဖြစ်သည်ဖြင့်အနေပိုင်းလယ်မြေများလယ်ကွင်းများမှရေဝတ်နိုင်တဲ့နေရာများကိုတတိထားစောင့်ကြည့်ပြီးလိုအပ်ပါကအချိန်မီရေဖောက်ထုတ်ခြင်းနဲ့စိုက်ပျိုးမြေများရေမလွှမ်းစေရန်ပြင်ဆင်ထားကြဖို့လိုပါမယ်။ဆက်လက်ပြီးအပူချိန်လေတိုင်နှုံလေဒုဆူတိုင်းစာပင်လယ်ပြင်အခြေအနေနဲ့လေဒုညဉ့်ဉျေးမှုအခြေအနေများကိုတင်ပြပေးပါမယ်။ဘကူတိုင်းဒေသကြီးရဲ့အမြင့်ဆုံးနေအပူချိန် 31 degree celsius နဲ့အနိမ်ဆုံးညအပူချိန်25 degree celsius ရှိနိုင်ပြီးစက်တင်ဘာလ28ရက်နေ့မှာခံစားရတဲ့အပူချိန်38 degree celsius ထိရှိနိုင်ပါမယ်။ယခုတစ်ပတ်အတွင်းတောင်ဘက်အနောက်တောင်နဲ့အရှေ့တောင်ရက်တို့မှလေတိုက်နှုန်းတနာရီ32မိုင်ခန့်အထိရှိနိုင်ပြီးမုန်တမပင်လယ်ကွေ့အတွင်းကမ်းနီးပင်လယ်မြေမှာလိုင်းအမြင့်ဆုံး၄ဘီမှ၅ဘီခန့်ရှိနိုင်ပါမယ်။ပဲခူးတိုင်းဒေသကြီးတွင်နေ့လယ်နေခင်းအချိန်များမှာလေထုဆိုတိုင်းစား80ရာခိုင်နှုန်းခန့်ရှိနိုင်ပြီး နနက်စောပိုင်းနဲ့ညပိုင်းအချိန်တွေမှာလေဒုဆူထိုင်းသာတရားရာခိုင်နှုန်းရှိနိုင်ပါတယ်။ယခုတစ်ပတ်တွင်ပဲခူးတိုင်းဒေသကြီးပဲခူးမြို့အနီးပတ်ဝန်းကျင်မှာလေဒုညဉ့်ညံ့မှုအညွှန်းကိန်းအမြင့်ဆုံး90ရှိနိုင်ပြီးအန်ဒီယံမရှိနိုင်သောအညွှန်းကိန်းအစဉ်ဖြစ်ပါတယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကသတိပေးထားပါတယ်။အခုဆက်လက်ပြီးအော်တိုဘာလ၁ရက်နေ့အတွက်မိုးလေဝသခန့်မှန်းကြများကိုတင်ဆက်ပေးသွားပါမယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်9:00ခွဲချိန်တိုင်းထွာကြများရ ဘင်္ဂလားပင်လယ်ော်အနောက်လယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေဖိအားနဲ့ရံဝန်ဟာဆက်လက်တည်ရှိနေပါတယ်။အဆိုပါလေဖိအားနဲ့ရံဝန်ဟာအနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီးဘင်္ဂလားပင်လယ်ော်အနောက်လယ်ပိုင်း၌ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းတို့မှာနှစ်ရက်ဆယ်လား2025ရက်နေ့မှာမုန်တိုင်းငယ်ဖြစ်သူပုံမအားကောင်းလာနိုင်က3ရက်ဆယ်လား2025ရက်နေ့မှာအိန္ဒိယနိုင်ငံအော်ရိတာပြည်နယ်တောင်ပိုင်းအင်ဒရာပရာဒိရှ်မြောက်ပိုင်းကမ်းခြေတို့ကိုဖျက်ချော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ ကပလီပင်လယ်ပြင်နဲ့ပင်လယ်ပင်လယ်တို့မှာမုတ်တုံလေးအားအသင့်တင်ရှိနေပါတယ်။ယနေ့ညနေထိခံမှန်းချက်ကတော့ချင်းပြည်နယ်မှာနေရာကျဲကျဲမန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြားမိုးထစ်ချုံရွာပြီးကချင်ပြည်နယ်မှာနေရာကွက်ကြားမိုးကြီးနိုင်ပါတယ်။ရွာရံရာနှုံးပြည့်ဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေများကတော့အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး ကချင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အစီပိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတစ်လျှောက်မှာမိုးရသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုပစ်ခြင်းမျက်စိလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာမြမပင်လယ်ပြင်မှာတော့မြမကဲရွန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတည်းရမိုးသက်လေပြင်းများကြာရောက်နိုင်ပြီးလှိုင်းကြည့်နိုင်ပါတယ်မိုးသက်လေပြင်းကြာရင်ရေပြင်းမြေပြင်းလေဟာ တနာရီလင်းမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြင့်မှာမြန်မာကန်ရန်တစ်ချောင်းနဲ့ကန်လုံပင်လေပြင်းတို့မှာကိုးပေမှအဆက်တပြေခံရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခံမှန်းချက်များကတော့မြေဝကျွမော်ဒေတာများမှာထစ်ချုံမဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်။ဒီပြောင်းတဲ့နီးတဝိုက်အတွက်ယနေ့ညနေထိခံမှန်းချက်ကတော့မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာပါမယ်။ရွာရန်ရာနှုံးပြေဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နီးတဝိုက်အတွက်ယနေ့ညနေထိခံမှန်းချက်ကတော့မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာပါမယ်။ရွာရန်ရာနှုံးပြေဖြစ်ပါတယ်။ မန္တလေးမြို့နယ်နီးတဝိုက်တွက်ယနေ့ညနေထိခန့်မှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ကျွာရံရာနှုံးပြေဖြစ်ပါတယ်။ထပ်မံပြီးတော့လေပြင်းနဲ့ရေဝန်းအခြေအနေများကိုတင်ပြပေးသွားပါမယ်။ယနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်ော်အနောက်လယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရေဝန်းဟာဆက်လက်တည်ရှိနေပါတယ်။အဆိုပါလေပြင်းနဲ့ရေဝန်းဟာအနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီးဘင်္ဂလားပင်လယ်ော်အနောက်လယ်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းတို့မှာနှစ်ရက်ဆယ်လ2025ရာနှစ်၌ မုံတိုင်းငယ်ဖြစ်သူပူမိုအားကောင်းလာနိုင်က၃ရက်ဆယ်လ2025ရက်နေ့မှာအိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်တောင်ပိုင်းအင်ဒရာပရာဒိရှ်မြောက်ပိုင်းကမ်းခြေကိုဖျက်ချော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။အခုဆက်လက်ပြီးမြန်မာပြည်လွှာရွာသွန်းနိုင်မဲ့မိုးရေတိမ်များကိုအသေးစိတ်ထပ်မံတင်ဆက်ပေးသွားပါမယ်။ဘူဂလိုင်းတိုင်းဖုန်မုံတိုင်းအကျဉ်းကျန်အထက်မြင့်လေပွေလိုင်းဟာမြန်မာနိုင်ငံလေပိုင်းရှမ်းပြည်နယ်ကုန်းတွင်မှကချင်ပြည်နယ်ကုန်းတွင်ဝင်ရောက်ဖျက်ချော်တိုက်ခတ်ပြီး၎င်းမုံတိုင်းကျဉ်းကျန်အထက်မြင့်လေပွေလိုင်းဝင်ရောက်တိုက်ခတ်ခြင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ 91B လေဖိအားနဲ့ရဝမ်မှတရက်နေ့မှာမုန်တိုင်းငယ်ဖြစ်ခြင်းကြောင့်ဘင်္ဂလားပင်လယ်အော်နဲ့ကပလီပင်လယ်ပြင်အနောက်တောင်မုတ်တုံလေဆက်အားကောင်းကမြန်မာနိုင်ငံတွင်းမှာနေပြည်တော်ပါဝင်တိုင်းဒေသကြီးနဲ့ပြည်နယ်14ခုအော်တိုဘာလတရက်နေ့လေတိုက်ခတ်ပြီးတော့နေရာကွက်ကြားမူကြဲကြဲမှမူကြည့်ပါမယ်30ရက်ညနေပိုင်းနဲ့အော်တိုဘာလတရက်နေ့နနက်အစောပိုင်းအချိန်မှာစတင်ကစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်တို့မှာလေပြင်းတိုက်ခတ်ကမိုးများစွာရွာမှာမယ် ဆက်လက်ပြီးတော့2025ခုနှစ်အော်တိုဘာလ1ရက်နေ့မှာမိုးရွာသွန်းနိုင်တဲ့မြို့နယ်များကိုတင်ပြပေးသွားပါမယ်။ပဲခူးတိုင်းဒေသကြီးတွင်မှာရှိတဲ့ပဲခူးဖျားကြီးတာယာဝတီ30မင်းလှစစ်ကွင်းလက်ပဒန်းညောင်လေးပင်မိုးညူနတ်တလင်းတောင်ငူစွာရင်းနီဖြူကြောက်ကြီးမုံညောင်ခါရှိဝေါ်ရွှေကျင်ဒိုင်ဦးတာယာဝတီ30ပိန်းစလုံးပြွန်ရစာကဝတက္ကလာအုတ်နဲ့အင်းတကောအုတ်တွင်းနဲ့တနက်ပင်တို့မှာ မနက်တနားရီနောက်ပိုင်းနေရာကွက်ကြားမိုးကြဲကြဲမှမိုးကြီးပါမယ်။အေရဝတီတိုင်းဒေသကြီးတွေမှာရှိတဲ့ပသိမ်ချောင်းသာငွေဆောင်ဟင်္ဒရာကျုံပြော၊ရွှေလောင်၊ဝါခေမ၊တနုပြူ၊ညောင်တုံ၊ဇလွန်၊ကြောင်ကုန်၊မိမ့်မလကျွန်း၊ပုဂလေး၊ဖြာပုံ၊ဒေဒီရဲ၊ကြိုက်လက်၊ဟိုင်းဒီကျွန်း၊ပြင်ဆလူ၊ပုဂလေး၊မြောင်းမြာ၊လက်ပတ်တာ၊ငပူတော်၊ရေကြီး၊အတုတ်၊ငပိုင်းချောင်း၊ကံကြီးတောင်၊တာပေါင်း၊ကွင်းကောက်နဲ့မော်ကျွန်းတို့မှာ မနက်တနင်္ဂနွေနောက်ပိုင်းနေရာကွက်ကြားမိုးကြဲကြဲမှမူကြီးပါမယ်။ရန်ကုန်တိုင်းဒေသကြီးတွေမှာရှိတဲ့ရန်ကုန်တောင်ပိုင်းခရိုင်ရန်ကုန်မြောက်ပိုင်းခရိုင်နဲ့ရန်ကုန်အရှေ့ပိုင်းခရိုင်တို့မှာမနက်တနင်္ဂနွေနောက်ပိုင်းမိုးကြဲကြဲမှနေရာကွက်ကြားမူကြီးပါမယ်။မော်မီနယ်တွင်းမှာရှိတဲ့မော်လမြိုင်ကြိုက်ထူစစ်တောင်မူတုံပေါင်ရေလမိုင်းတန်ဖြူစရက်တထုံဘီလင်းကြိုက်မယောချောင်းစုံ ပေါင်နဲ့မုတ်တမတို့မှာမနက်တနင်္ဂနွေနောက်ပိုင်းနေရာကွက်ကြားမိုးကြဲကြဲမှမူကြီးပါမယ်။ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့လိုင်းဘွဲ့ဖအံအိမ်ဓုမြိုင်ကလေးကြာရင်စိတ်ကြီးဖျားသုံးစုစုကလိဝါလာမြိုင်ပိုင်ကျုံကျုံတိုးမြဝတီရွှေကုတ်ကိုကြိုက်တုံကော့ကရိတ်တို့မှာမနက်တနင်္လာနောက်ပိုင်းနေရာကွက်ကြားမိုးကြဲကြဲမှမိုးကြီးပါမယ်မကွေတိုင်းဒေသကြီးတွေမှာရှိတဲ့မကွေမင်းလှအောင်လန်းတရက်ကံမမင်းတုံနမောက်တောင်တွင်းကြီးကံကောထီလင်းစောကြောက်ထုမြိုင်မင်းဘူးစင်ဖြူကျွန်း စင်ပောင်ဝဲကံမရေစကြူပခန်းကြီးနဲ့ပောက်တို့မှာမနက်7:00နာရီနောက်ပိုင်းမိုးကြဲကြဲမှနေရာကွက်ကြားမိုးကြီးပါမယ်။မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့နေပြည်တော်တက္ကုံလေဝေးပြင်မနာမိုးကုတ်ပြင်ဦးလွင်ပသိမ်ကြီးမိထီလာ မန္တလေးရမဲသိန်းပျော်ပွဲမြင်းမူတကောင်းတပိတ်ချင်း မတ်တရာ စင်ကူငဇုံတို့မှာမနက်7:00နာရီနောက်ပိုင်းမိုးမိုးမိုးသေးပြီးတော့မိုးများစွာရွာပါမယ်။ စကိုင်းတိုင်းဒေသကြီးတွေမှာရှိတယ်စကိုင်းမော်လိုက်မုံရွာကလေးကနီမင်းကင်းဒီပရင်ပလဲမြင်းမူဝက်လက်ရွှေဘူဆလင်းကြီးကျွန်းလှအင်းတော်ဘုဒ္ဓလင်းကံဘလူးဝန်းသူဟုံမလင်းခမ်းပတ်တမူမြို့တက်ကောလင်းပမောက်ကတာထီကြိုင်မင်းကင်းဖောင်းပြင်တစဲရေဦးခင်ဦးခန်ဒီလဟဲချောင်းဦးဒီပရင်နဲ့ရေးမမင်းတို့မှာမနက်တနားရီနောက်ပိုင်းမိုးများပါမယ် ရှမ်းပြည်နယ်တွင်းမှာရှိတဲ့တောင်ကြီး၊ကလော၊အောင်ပန်း၊မိုင်ယောင်၊ပင်လောင်၊ပင်လုံ၊တာချီလိပ်၊တာလီ၊ရောင်ရွှေ၊အင်းလီ၊မိုးပြဲ၊ဖဲခုံ၊လင်းခေ၊မိုင်းတုံ၊လာရှူ၊မိုးမိတ်၊မပိန်၊ကြောင်မဲ၊ကွမ်းလုံ၊ကွက်ခိုင်၊လောက်ကိုင်း၊မုံကူ၊မူဆဲ၊ကျိုင်းတုံ၊လာရှူနဲ့မုံကူတို့မှာမနက်တနင်္ဂနွေနောက်ပိုင်းနေရာကွက်ချားမိုးကြဲကြဲမှမိုးကြီးပါမယ်။ ရခိုင်ပြည်နယ်တွင်းမှာရှိတဲ့စစ်တွေမောင်တော်ဘူးတီတောင်ကြောက်တော်မြောက်ဦးမြေပုံမြေငူကျွန်းမအီအန်တောင်ကုတ်ကွာတန်တွဲကြောက်ဖြူမန်အောင်ရံပြဲမောင်တော်မင်းပြပုံနာကျွန်းတို့မှာမနက်7:00နာရီတောက်ပိုင်းမိုးကြဲကြဲမှနေရာကွက်ကြားမိုးကြီးပါမယ်။ကချင်ပြည်နယ်တွင်းမှာရှိတဲ့ဗမော်ရွှေကူလိုင်စာမြစ်ကြီးနာဝိုင်းမော်မိုးညင်းမိုင်းကာဖားကန့်တနိုင်းပန်ဝါ ဆော့လော်တာလော်ဂျီတနိုင်းဆွမ်ဘရာဘွန်မချမ်းဘောနဲ့ပူတာတို့မှာမနက်တနိုင်းနောက်ပိုင်းမိုးသေးပဲမိုးသေးပြီးတော့မိုးများစွာရွာပါမယ်။တနင်္သာရီတိုင်းဒေသကြီးတွေမှာရှိတယ်တနင်္သာရီပလောက်လောင်းလုံးရေဖြူတရက်ချတဝဲမောင်းမကန်ဘိတ်ကော်တောင်းနဲ့ခမောက်ကြီးတို့မှာမနက်၈နာရီနောက်ပိုင်းမိုးကြဲကြဲမှမိုးကြီးပါမယ်။ကြရပြည်နယ်တွင်းမှာရှိတယ်လိုက်ကော်ရှာတော်ဒီမော့ဆူဖလူဆူနဲ့မော်ချီတို့မှာမိုးရွာပါမယ်။ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ဟာခါ၊စမီ၊ပလက်ဝါ၊မင်းတက်၊ဖလန်း၊ထန်တလန်၊ဒီတိန်နဲ့ကြီးခါတို့မှာနေ့လယ်တနာရီနောက်ပိုင်းမိုးရွာသွန်းမှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာအားလုံးပဲကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေခင်ဗျာ